ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းရင်အားစုတွေပုံမိုစီလုံးကို KNU ဥက္ကဋ္ဌနဲ့ NUG ယာယီသမရတို့ဆွေးနွေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရွေဦးတော်လိုင်းရင်အမြန်ဆုံးအောင်မြင်စေရဲ့အတွက်တော်လိုင်းရင်အားစုတွေကြောင့်ပူပေါင်းလက်တွဲလှုပ်ဆောင်သွားမယ်။ခန္ဓာတွေကိုကရင်မျိုးသားအစီအယုံ KNU ဥက္ကဋ္ဌနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရတို့ဆွေးနွေးခဲ့တယ်လို့ KNU ဘက်ကထုတ်ပြန်ပါတယ်။ အမျိုးသားညညရေးအစိုးရ NUG နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနေခရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌပရိုဆောကွဲထူဝင်းတို့ဟာတော်လိုင်းရင်အားစုတွေပုံမစည်းလုံးဖို့အတွက်လဲဆွေးနွေးခဲ့ကြတယ်လို့စက်တင်ဘာ25ရက်မှာထုတ်ပြန်ခဲ့တာပါတော်လိုင်းရင်အားစုတွေယခုထက်ပုံမစည်းလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်လက်အောက်မှာအပေးတိုင်လွတ်မြောက်ရေးအတွက်လဲဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်စီအနာရှင်နဲ့အနာရှင်ဟူသည်များအမြင့်ပြတ်တိုက်ဖြတ်ရင်းလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူမှုတာယာဝါပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူတကွလက်တွဲဆောင်ရွက်သွားကြဖို့လဲခေါင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြတယ်လို့လဲထုတ်ပြန်ချက်အရသိရပါတယ်ဆက်လက်ပြီးမြေမျိုးဘက်မှတနင်္သာရီမျိုးဘက်တို့ရိတ်ခါပိုရန်လာသည့်စစ်သားများလိုက်ပါလာသောကာနစီကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းမြေမျိုးဘက်မှတနင်္သာရီမျိုးဘက်တို့ရိတ်ခါပိုရန်လာသည့်စစ်သားများလိုက်ပါလာသောကာနစီကိုတိုက်ခိုက်ရန်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်း ဟိုခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့အုပ်ကတရင်ဌာနကိုပြောကြားပါတယ်စက်တင်ဘာလ24ရက်နေ့ညနေ6:45မိနစ်ခန့်တွင်မြိတ်မြို့ဘက်မှတနင်းထိုင်မြို့ဘက်တို့မောင်းနှင်လာသောအကြံဖက်စစ်သားများလိုက်ပါလာသည့်ရေခါကာနစီကိုတော်လန်ရေးတပ်ဖွဲ့များကရန်ဖို့ကြေးရွာရန်ဖို့တရာကြီးအယောက်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ကားပေါ်တွင်ပါလာသောစစ်သား၁၀ဦးခန့်နှင့်လမ်းကင်းချထားသောအင်အားတရာခန့်ရှိစစ်သားများနှင့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်းသိရပါသည် ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မြင်းမျိုးဘက်မှတနင်္သာရီမျိုးဘက်ကိုမောင်းနှင်လာတဲ့စစ်ခွေးရိတ်ကပိုကာနစီကိုရန်ဖို့ခြေရွာရန်ဖို့ထရာကြီးအယောက်မှကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်။ကားပေါ်မှာပါလာတဲ့စစ်ခွေးအင်အား၁၀ဦးလမ်းကင်းချထားတဲ့စစ်ခွေးအင်အား၁၀၀ကျော်လောက်နဲ့လည်းအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၁၀မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။ စစ်ခွေးတွေထိခိုက်မှုရှိပေမဲ့အရေအတွက်ကိုတော့အတိမပြုနိုင်သေးပါဘူးကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဘိုခင်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြိတ်ပါကဖာတနင်းသာရီရုံးမဆုံသုံးမြိတ်ခရိုင်ပါကဖာအဖွဲ့နဲ့ဘိုခင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။